Toto ci de ACF. အားလုံးပဲမိင်္ဂလာပါခင်ဗျာ ဒီနေ့မှာတော့ SCF မှာပြုလုပ်နေတဲ့ Momo ရဲ့အိမ်ပြန်ကမ်ပိန်းနဲ့ပတ်သက်ပြီးတော့ CDM စင်ဦးစီးလေးဦးရဲ့ကြားခဲ့တဲ့တကယ်ကိုစိတ်ဝင်စားစရာကောင်းတဲ့အခက်အခဲအတွေ့အကြုံတွေကိုဝေမျှပေးသွားမှာဖြစ်ပါတယ်။ဟုတ်ကဲ့ကျွန်တော်တို့ငယ်ရွယ်စဉ်တုန်းကအကြောင်းပေးရတယ်မှာအဲ့မှာကျွန်တော်တို့ကလည်းဦးလေးတွေနဲ့ဆင်လိုက်စီရင်စီရင်နဲ့ ်ဆင်နေတန်းရုံဆင်ပြည့်ပြီးတော့ဆင်ဟိုဝါဒနာပါသွားတယ်ပေါ့ဗျာအဲ့ဒါမှဆင်ဟိုဆင်ဦးစီလုတ်ပြဲသွားတာပါဗျာဟုတ်ကဲ့ကျွန်တော်ကတော့အဲနွေရာဒီကြောင်းပိတ်ရမှာဥလီလေးစီလဲတွားရင်နဲ့ဆင်ကောက်ဒီလိုက်ရင်နဲ့ဆင်နေအနေအနေနှိပ်ပြီးတော့ဝန်ပြဲသွားတာဗျာအဲကျွန်တော်ကတော့ဒီဆင်နဲ့မှာဝါနာပါလို့ဖြည့်ပြည့်ခဲ့တာဗျာကျွန်တော်ကတော့ဟိုပါရွာထဲမှာဆင်းလေးတွေမောင်းလာတာမြင်တာနဲ့တန်ရုံးစင်ပြပြီး အဲ့လိုစီးဖြစ်တာပဲဆင်းလေးတွေချက်ကနေတော့အဆင်းစီးတွေရဲ့ဘဝကတော့ကျွန်တော်တို့ဆင်းစားသေးတာဆိုတော့ရေကုန်ပြတော့ကောင်းတယ်ပေါ့ဗျာသူတို့ကိုလည်းကိုကရင်းနေမှုရအောင်ယူရတာဆိုတော့အကောင်ကြည့်တဲ့အတွက်လည်းထိမို့သာလွယ်ပါမလားဆိုတော့လူစိတ်တွေလည်းဝင်မိတဲ့အတွက်ကျွန်တော်တို့ဘဝတွေကိုလွယ်ပါမလားလို့ကိုကထင်ခဲ့တာကိုနဲ့ရင်းနှီးတော့လည်းဆင်းနေကကိုကိုပြန်ချက်သွားတဲ့အချိန်မှာပို့ပြီးတော့တိုင်းဝန်စင်တွေကခိုင်မာလာပြီးတော့ အစင်ဒီဘုရားအတွက်များပြီးရများကိုယ့်ရဲ့မျောလင့်ချက်တွေချီကိုရှောက်နိုင်တဲ့ရွေချက်တွေရှိပြီးတော့ကျွန်တော်တို့အဲ့လိုအခိုင်အမာနဲ့ကျွန်တော်တို့ဘဝတွေကိုဆင်နွေနေပဲရည်တည်နေတာပါဗျာလူတို့တုံးတဲ့စကားကတော့ကျွန်တော်တို့ဝက်ဆိုရင်တော့မက်လို့ခေါ်တာပေါ့ဗျာချီကိုတွားတွားတွားဆိုရင်တော့တေတေတေလို့ပြောတယ်ဗျာရက်ဆိုရင်တော့ဟောင်းအဲ့လိုဟိုဆိုရိုးစကားတွေတော့ရှိတယ်ဗျာအဲ့လိုလူတို့ပြောလေစကားတွေမိန့်နေတဲ့အချင်းကနေစပြီးတော့အဲ့ဒီအောင်နားရိုက်သွင်းမိထားတာဗျာ ဟုတ်ကဲ့ဗျာဟိုတချို့ကြတော့လေလူတို့ကလူရဲ့အတွန်းစိတ်ကိုကြိုတီထားတယ်လို့ဖြစ်တယ်ကြမ်းလွန်တဲ့ခါတွေဆိုလဲလာရေတမိရေလိမ့်လိမ့်မမနေလိမ့်လိမ့်မမနေမအစဉ်ပြေမှာလို့ပြောလေရင်လေအစဉ်ပြေတာမျိုးတွေကြုံမှုတယ်ဗျာဆယ်ဦးစီနဲ့ဆင်ကြမှာတော့အတန်နဲ့လည်းတည်တယ်အနတ်နဲ့လည်းတည်တယ်သူရဲ့ဟန်ပန်နဲ့လည်းတည်တယ်ဗျာတချို့ဆိုဘတ်ခွာလေးပြစ်လိုက်တာနဲ့ဒါကိုတခင်မဲ့ဆိုတချို့ဆင်တည်တယ်ဗျာတချို့ ဆင်ကြော်လဲချောင်းလေဟာမိဝင်လာနဲ့ဒါကုတခင်မာလာဆိုတော့အော်တိုတိတယ်ဗျဟုတ်ကဲ့ဆင်ကတော့ဒီကတော့ပုံမှန်တလိမ့်ဆန်လေးလိုပါပဲလဲပြီးတော့ကောင်းချပြီးအောက်ကိုကောင်းချပြီးတော့အိတ်တာဗျအဲတချို့ကြတော့လဲအိတ်ကျက်မှာ ဟိုခွာရှက်တယ်လားမရှက်ဘူးလားအဲအဲ့လိုအလေးထားလေးတော့ရှိတယ်တချို့ဆင်ကြတော့လဲအဆွဲပါတဲ့ဆင်ကြတော့ပို့ပြီးတော့မှန်တာလွယ်တယ်ဗျအိတ်ကျမှာအဆွဲရာတို့ပါတို့အဆွဲထိုးတာတို့အဲ့လိုလေးတွေတော့ရှိတယ်ဗျအေးကတော့မနေ့ကျွန်တော်တို့အလုတ်ခိုင်းပြီးရေချပြီးတော့အလုတ်ခိုင်းပြီးဆိုတော့လဲကျွန်တော်တို့ကအစာမကြီးမဲ့ကျွေးလွတ်လိုက်တယ်လွတ်လိုက်တဲ့အချိန်မှာသူကဆယ်နာရီလောက်မှာတကြိမ်အိတ်တယ်မနေ့လဲအကြီး9နာရီ၄နာရီခွဲ9နာရီလောက်မှာတကြိမ်အိတ်တယ် အဲနောက်မနေ့ခင်းအိတ်တာသူကတော်တော်ကြာတယ်ညအိတ်တာတော့ခဏလောက်ပဲအိတ်တယ်အဲအဲ့လောက်ပါပဲဗျဟုတ်ကဲ့ဆရာကျွန်တော်ကျွန်တော်ဆန်ဒါဆန်ကတကောင်းနဲ့တည်တံတော့တယ်တကောင်းတကောင်းနဲ့တည်တံတော့တဲ့အချိန်မှာနောက်ကဆန်ဥပါရောက်လာဆန်ဥတုံးလောက်ရောက်လာတဲ့အချိန်မှာကျွန်တော်ဆန်ကဒါဒီချီယာတွေရောလက်တွေကျိုးတွေရောပျောက်ပျောက်သွားတာပေါ့ဗျာနောက်ကဆန်လင်းက၁၀ကောင်းလောက်ကလိုက်သွားတာဆိုတော့အဲလိုက်သွားတဲ့အချိန်မှာကျွန်တော်ကိုယ့်ရဲ့ဆယ်ရက်လောက်လိုက်ရှာတယ်ပင်ပင်မမလိုက်ရှာတယ်လိုက်ရှာတဲ့အချိန်မှာဆန်ဟို ညနေညအိညနေတော့တာပေါ့ရောက်တဲ့အရာမှာတဲရန်လေးထိုးမိုးကတဲလေးဆောက်အဲအဲ့ဒီမှာတညအိနောက်ရံတက်မိုးလင်းဒီဆက်ဆင်းရမတွေ့မထူးကြနောက်တာထင်းရက်ထင်းချက်တဲ့ဒီလိုတစ်ခါတော့တော့ရံတော့တညအိမိုးလင်းခီးဆက်တော့ရရခါလေးနဲ့ပဲပို့အဲနောက်နောက်ကိုရမြောက်လောက်ကြတော့ကျွန်တော်တို့ဒီလိုတညကြီးတညကြီးပဲခီးဆက်ရှာရှာပွေးရတာမဟုတ်ဘူးရှာပွေးရတဲ့အချိန်မှာအဲတညကြီးတညကြီးနဲ့ရှာလိုက်တော့အဲမှာဆင်းကကျွန်တော်ဆင်းမှာအဲလက်သွဲကျိုးလည်းမပါဘူး ထူးလည်းမပါတော့ဘူးခလောင်လည်းမပါတော့ဘူးဒါပေမဲ့ဆင်းဖို့တော့ကျွန်တော်ကိုယ်ဆင်းတဲ့ကိုမှတ်မိတယ်မှတ်မိတဲ့အချိန်မှအဲမှာညနေ6နာရီခွဲလောက်မှဆင်းဖို့ဖမ်းမိတယ်ဝန်နာရနဲ့ဆဲလောက်လောက်ရှာထားတဲ့အားဆိုတော့ဝန်နာရနဲ့အားဆဲအတူကြီးလို့ပြောတယ်ဆဲတူရဲ့အကျင့်စာရိတ်ကလေးကနည်းနည်းလူနဲ့ကွာကွာသွားတော့အဲလူထွက်ပြေးသွားတာပေါ့ဗျာထွက်ပြေးသွားတဲ့အချိန်မှာကျွန်တော်တို့ဝိုင်းဝန်းပြီဖမ်းရတာပေါ့အဲနည်းနည်းသိုးစိမ့်တဲ့အတွက်နည်းနည်းဆဲကရမရမ်းကမငြိမ်ချင်ဘူးပေါ့ဗျာမငြိမ်ချင်တော့ရတဲ့ကျွန်တော် sau này về thả con ăn này mình nhìn chị thả trên này mình chị thả cho nó đôi ra khăn này rồi mày có lâu đầu quên mà bọn ngặt xe quên chị lâu đầu quên lệnh này quên lệnh này ấy chị mày à cho nó gì để xem đi à à dùng này để trong nhau này đàn yêu để trong nhau này dùng này dùng này cho nó ờ tu lúc nát liền, con này liền mày luôn, chẳng luôn cho nó lệ luôn vậy tao mi mình nó chả nó từ đôi ra khăn già ó như cả từ đôi lệ bên mai lại ni tin cho anh nhá ý biết là được rồi 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 đi ဒီလိုကတော့မနဲ့မိုးလျံပြန်အောင်မယုံတော့နဲ့တမိယုံလို့ရပြီးတော့ဘယ်လိုလိုက်မှလဲအဲ့လိုအဲ့လိုလေးပြောလိုက်တော့သူအဲ့ညာပြီးတဲ့နေ့လေပြီးခါတာအားနဲ့ဆိုတော့အဲ့ဒါအဲလူသားတော်တော်နားလဲတယ်လို့ပဲအဲ့ဆန်လေးကလည်းကျွန်တော်ငယ်ခဲ့တဲ့ဆန်နဲ့တော်လေးလေးနဲ့နဲ့ဆဲလာကျင့်လိုက်တာဆိုတော့အဲ့ဆန်လေးကတော်တော်ပြင်ပါတယ်လို့ပေါ့အဲ့ကျွန်တော်ပြောလိုက်တဲ့အချိန်မှာအတူငိမ့်သက်စွာအိတ်တော်တော့တာပေါ့အဲ့တ냐လုံးတော့ကျွန်တော်စိုးရင်ကြီးတယ်ဒါမိနဲ့ထပ်ပါထိုးကြည့်တယ် အညမနေ့၃နာရီခွဲမှာဒူထလာတော့လဲအဒူပြန်မှာပဲဆိုတာပြီးတော့ရင်းတဲ့သွားပြန်ပြီးခေါ်လာခဲ့တာပေါ့အဲအဲ့လိုမျိုးလေးတွေတော့ဟိုအဲဆင်းရဲပြမမျိုးပျော်ရွှင်မှုပျော်ရွှင်မှုတရားမှုလေးတွေအဲ့လိုအတိုင်းအတာလေးတွေဖြန့်တက်လာခဲ့ရတာပေါ့ဗျာအဲဆင်းတော့ရဲ့အမှတ်ညာကောင်းတယ်ဗျာသူကဖမ်းမိတော့တယ်ဆိုတော့သူအရင်ကုန်ကန်းတော့တယ်ဆိုတော့သူက အစာအစာစားခြင်းနဲ့ရေတောက်ခြင်းနဲ့လိမ်မာခြင်းနဲ့သူ့ရဲ့စိတ်တွေအကောင်းစိတ်ပြန်ဝင်လာတာပေါ့ဗျာမုန်းကြတယ်ဆိုတော့လူလူပြုံးမယ်ဆိုရင်တော့ဟိုအရက်မူဓမတွေးဆိုတဲ့ပုံစံတမ်းမျိုးဖြစ်တာပေါ့ဗျာကျွန်တော်အတွေ့အကြုံကတော့ကျွန်တော်ကဆင်မုန်းကြတဲ့အချိန်ပေါ့ဗျာမုန်းကြတဲ့အချိန်ကခက်ခဲတဲ့အတွက် ီအချိန်တွေတော့အများအားတတိရမိတယ်ဗျ။ဆင်မုံကြတဲ့အခါမှာဖမ်းလာတော်တော်လေးခက်ခဲတယ်။ကိုယ်ကလည်းအန်ရဲကြည့်တာများတယ်ဗျ။သူ့ကိုနိုင်လောက်မဲ့ဆင်နှုံကောင်လေးကောင်လောက်နဲ့လူ20ဝန်းကျင်20အစိတ်အဲ့လောက်နဲ့ဝိုင်းပြီးတော့မရရအောင်လိုက်လိုက်ပြီးတော့ဝင်ကြီးစင်းနဲ့လန်းလန်းတော့ကမ်းရတာပေါ့ဗျာ။ဆင်မုံရုံရဲ့ဘယ်လိုကြည့်လဲဆိုတော့ဆင်ရဲ့ငထင်အောက်ပါ ငထင်သားလေးမှာသူကမုံပေါက်ရှိတယ်ဗျသူကအဲ့မုံကနေပြီးတော့ပါဇက်ကိုစီစဉ်သွားပြီဆိုရင်ဖက်ဆင်ကတော်တော်ထင်ရတာခက်တယ်ဗျသူကအပေါ်မုံအောက်မုံရှိတယ်ဗျအောက်မုံလိုက်ရင်လဲတူတော့တယ်လမ်းကြောင်မှာတော့အနံ့တော့တိရပါတယ်ဗျအဲ့ ိုနဲ့အကဲခံရတာဗျ။ဒီကျွန်တော်ဆရာမိုးကြတော့မှဆိုရင်လူချီရန်လက်အချက်လက်ပြတယ်လေ။အချက်လက်ပြလာတဲ့အချိန်မှာဒီသူမုံရိပ်မုံရိပ်ရှိလာပြီးမိုးတွေကြွလာပြီးဆိုရင်လူလူတွေတထုံထုံနဲ့ကထောင်းထောင်းနဲ့ဖြစ်လာပြီးဆိုလူမစည်းချင်တဲ့စိတ်တွေဆမတွေကိုတွဲချင်တဲ့စိတ်တွေပေါ်ပေါက်လာတယ်။အဲ့ဒီအချိန်မှာကျွန်တော်တို့အကဲခံလိုက်တယ်။အကဲခံလိုက်တဲ့အချိန်မှာဆရာဒီဆင်မိုးကြတော့မှပဲဖြစ်တော့ဘူး။သူအားလုံးဝိုင်းဝန်းဖမ်းပါမိုးကြကမ်းပါဆိုရင်ဝိုင်းဝန်းဖမ်းပါကျွန်တော်တချို့ကြအဲ့လူတွေကြိုတင်ပြတဲ့ဟာမျိုးကြတော့ကျွန်တော်တို့ကမိုးကျိုးတင်သားထားလိုက်တာပေါ့ဗျာဟုတ်ကဲ့ပါကားမင်းလောက်တဲ့အတွက်ကျွန်တော်တို့စီရန်ဝန်ထမ်းအတွက် 阿九去的罗山的，嗯，有的有的时间我那阿九去的罗山的，嗯，山的哦，贵州啥的吧，阿龙罗阿啥的哦，那咱们罗山的嘛，等下过，嗯，山中间啦，土边嘞中间，啊，蛮那个中间，那都就那都就多啦咯，看了就老，就是他那东路也啦，土中间啊，阿龙都。 သုံးလေးလအများဆုံး6လပေါ့အခုတော့ရှင်လေးရတော့ကျွန်တော်တို့တနေ့ခွဲလောက်ရှိသွားပြီပုံဆောင်မှုဒါဆေးဝါးကစလို့ကျွန်တော်တို့ဒီကမ်းမင်းလောက်တာဒါလေးတွေရစလို့ကျွန်တော်တို့ပြည့်စုံစားလေးတွေနဝန်းသားပါတယ်အခုကျွန်တော်တို့ဆိုရင်အစံအကုန်လုံးလေကျော်30ကျော်ရှိတယ်ရှိတဲ့အတွက်ဟိုတစ်ချင်းကအခုတစ်ချင်းကဒုတကောင်တက်လက်နှုတ်နဲ့လုံးပေးထားတာလေးတွေရှိတယ်ဒါတွေကလည်းတကယ်ဆိုရင်အစံမပြေတော့ပါဘူးအစံမပြေတဲ့အတွက်ကကမ်းမင်းလောက်တယ်ဆိုတော့ကျွန်တော်တို့အစံအတွက်လည်းဝန်းသားပြီးပြီဖြစ်တယ်လူတွေအတွက်လည်းဝန်းသားပြီးပြီဖြစ်ပါတယ် ဟုတ်ကဲ့ပါကျွန်တော်တို့ဒီရှင်ဝန္ဒစီရန်ဝန္ဒအားလုံးကိုကမ်ပိန်းဘက်ကိုအားလုံးကိုဖိတ်ပေါ်ပါတယ်ဒါမှမဟုတ်လည်းကျွန်တော်တို့ဇန်ရောလူရောအားလုံးအဆင်ပြေမှာမဟုတ်ဘူးဒီလူအားလုံးကိုဖိတ်ပေါ်ပါတယ်ဗျာကျွန်တော်တို့ဒီကမ်ပိန်းဖွဲ့ပြအောင်ဒီဗီဒူတွေရဲ့ထောက်ပံ့လည်းအများကြီးလိုတယ်ဗျအဲဗီဒူတွေပေါင်းဝင်မှလည်းဒီဟာလည်းပြီးမြောက်မှာမို့ပေါင်းဝင်စေချင်ပါတယ်ဗျကျွန်တော်လည်း ကမ်းမိတ်နဲ့ပတ်တဲ့ဒီအဲဒီကမ်းမိတ်နဲ့မှာပြီးပြီးလဲပေါင်းဝင်ရှင်မှာလည်းဗျာအော်ကျွန်တော်အစင်းကတော့ရင်းအကျန်လို့ပြောတယ်အော်အောင်ပိုင်ပိုင်ပေါ့ပြည်ဆန်ဆန်ပေါ့လူအောင်ပေါ့သောမလို့ပြောပါတယ်ကျွန်တော်အနေနဲ့ကတော့ဟို SCF ဘက်ကပေါ့နော်ကျွန်တော်စင်ရင်းနဲ့အစင်ဝင်တဲ့နေရဲ့ အခက်ခဲတွေကိုကုညီဖြေဆွမ်းပေးနိုင်ဖို့အတွက်ဒီကမ်ပိန်းလေးဖြစ်မြောင်လို့ပေါ့လေအဲဝိုင်းဝန်းပြီးဆောင်ရွက်ပေးနေတဲ့အတွက်လည်းကျေးဇူးအထူးတင်ရှိပါတယ်မြေပြင်ကစင်ဝင်တန်းတွေအနေနဲ့လည်းပေါ့နော်ကျွန်တော်တို့ရဲ့အဲနိုင်ငံရဲ့တရားစတာဖြစ်တယ်ပေါ့နော်အဲဒီတံပိုးမဖြစ်နိုင်တဲ့တရားစတာဖြစ်တဲ့ဒီစင်တွေကိုထိတဲ့ဆောက်ရှောက်အာ ဒီတော်လန်ရေးကာလပေါ့လေအခုလိုမျိုးခက်ခဲနေတဲ့အချိန်မှာတောင်းမှပဲဒီစင်ဒီကိုဟိုထင်းထင်းဆောက်ရှောက်ပေးနေတဲ့အတွက်လည်းကျေးဇူးအထူးတင်ရှိပါတယ်။နောက်အဲကျွန်တော်တို့ဟို way home ဆိုပြီးတော့ဟိုကမ်ပိန်းမှာကောင်းစင်တက်ထားတဲ့လူမျိုးပဲပေါ့နော်ကျွန်တော်တို့ကအဲနေရာလူမျိုးကနေပြီးတော့ဟိုပါဝင်နေကြတယ်ပေါ့နော်ဒေတာဥပမာဆိုလို့ရှိရင်တချို့တွေကအဲကိုဒေတာ အဲကိုရဲ့အိမ်ကိုပြစ်ပြီးတော့ဟိုးဝေးကြီးမှာသွားပြီးနေကြတယ်အဲတချို့တွေကတော့ကိုဒေတာမှာပဲနေနေကြသေးတယ်ပေါ့နော်အဲဥပမာဆိုရင်အလောင်းတော်ကတူတာကအဲဆရာတို့ပေါ့လေအဲဒီတို့တော့ကျွန်တော်တို့အားလုံးမှာတူညီတဲ့အချက်တစ်ခုရှိတယ်ပေါ့နော်အဲ့ဒါကတော့ဘာလဲဆိုရင်ကျွန်တော်တို့အားလုံးမှာအဲဘီတူအစိုးရလက်ထက်က အဲကျွန်တော်တို့တာဝန်ယူခံဆောင်နေခဲ့ကြတယ်ကျွန်တော်တို့ရဲ့လုပ်ငန်းခွင်ပေါ့နော်ဒီလုပ်ငန်းခွင်ကိုတော့အားလုံးပြစ်ပြီးတော့အဲထွက်လာခဲ့ကြတာပေါ့နော်အဲဒီခါကျတော့ဒီ ကျွန်တော်တို့အားလုံးကတော့အဲဆောနောဆရာတို့ပြောသွားတဲ့ဆရာတွေဆွေးနွေးသွားတဲ့အချက်တွေထဲမှာလည်းပါတယ်ပေါ့နော်တချိန်ကြာရင်ကျွန်တော်တို့ဘီတုအစိုးရပြန်ပြီးတက်လာခဲ့ကြတယ်ဆိုရှင်ကျွန်တော်တို့နင့်နာခဲ့ကြတဲ့အဲအဲအချိန်လေးတွေကိုပြန်ပြောငဲညာပြီးအာစဉ်းစားပေးမယ်လို့တော့ယုံကြည်ပါတယ်ဒါတွေကတော့ကျွန်တော်တို့ CM အားလုံးရဲ့သဘောဆန္ဒလည်းဖြစ်မယ်ထင်ပါတယ်ဆိုတာမျိုးလည်းအဲထည့်သွင်းဆွေးနွေးသွားတယ်ပေါ့လေအဲဒီလိုမျိုးပဲကျွန်တော်တို့အားလုံးညှော်မှန်းတာကတော့ကျွန်တော်တို့တချိန်ကြာရင်တော့ဟိုကျွန်တော်တို့ဘီတုအစ ထူရရဲ့လုပ်ငန်းခွင်မှာကျွန်တော်တို့အဲဂုံတိတ်ခါရှိရှိနဲ့ပေါ့နော်အဲအပြန်ကျွန်တော်တို့ရဲ့လုပ်ငန်းခွင်ကို ပြန်လဲပြီးတော့ပေါ့လေဒီအဲလေရင်တန်တွေလက်နက်တန်တွေဝေးတဲ့အဲလုပ်ငန်းခွင်မှာပြန်လဲပြောတာဝန်ထမ်းဆောင်ကြဖို့ညှိုလင့်ကြမယ်လို့လည်းယုံကြည်ပါတယ်လို့မျိုးအဲအဲလုပ်ငန်းခွင်အဲအိမ် ကိုမိမိဒေတာကိုပြန်နိုင်မဲ့အဲနေကိုလည်းအမြန်ဆုံးရောက်ရှိလာဖို့အတွက်လည်းအဲဟိုကျွန်တော်အနေနဲ့ဆူလဲတောင်းပါရယ်ကိုကိုစွမ်းညာစွမ်းရှိတဲ့ညာလည်းအဲစူးစမ်းဆောင်ရွက်နေပါရယ်လို့ဟုတ်ကဲ့ပါဆရာဆရာမတို့အားလုံးပဲကျေးဇူးပါခင်ဗျဟုတ်ကဲ့ပါခင်ဗျာဒါကတော့ပြည်သူ့ဘတော်သားစင်ဦးစီးတွေရဲ့စင်လေးနဲ့ပတ်သက်တဲ့အတွေ့အကြုံနဲ့ဘူတုဒ္ဒရာတွေဝေမျှပေးသွားတာဖြစ်ပါတယ်စင်လေးတွေဟာမျိုးသုံးရဲ့အန်ရရှိတဲ့မျိုးစိတ်တစ်ခုအဖြစ်ဒီကဘာတော့ကာဝယ်စောင့်ရှောက်ပေးနေကြတာဖြစ်လို့ပဲ လူသားတွေကိုအကူအညီအကျိုးပြုပေးနေတယ်လို့အရန်ချစ်ဆရာခွန်နဲ့မိတ်ဆွေတွေဖြစ်တာကြောင့်ကျွန်တော်တို့နဲ့အတူတူပြည်သူတွေနဲ့အတူတူအချိန်ချင်းမှာအိမ်ပြန်နိုင်အောင်လို့မမူရဲ့အိမ်ပြန်နိုင်ကံပိန်းရော SCF မှာလုံခြုံစိတ်ချမြန်ဆန်စွာနဲ့ပါဝင်ပေးကြဖို့အတွက်တိုက်တွန်းလိုက်ရပါတယ်